ပေါင်မြို့မြို့မတုတ်တန်မီးတကြိုဆက်ကိုတွေ့တန်းထားတဲ့လျှင်စင်မီကြိုတွေမကြခဏဖြုတ်ခိုးခံနေရတဲ့အတွက်မီးတကြိုဆက်လက်ပတ်မှုရန်ဆိုင်သွားတာကြောင့်နိုင်ရေးကိစ္စကိုတုတ်တန်ပြောင်းပြီးလှုပ်ဆောင်နေရတယ်လို့တုတ်တန်ကော်မတီထံကနေသိရပါဗျ။ ပေါင်မြို့မိုးနိုင်ရက်ကွက်ဆွဲတော်အပိုင်းမှာရှိတဲ့မြို့မတုတ်တန်တဲ့မိသကြိုဆက်မှာတက်ဆင်ထားတဲ့လျှက်စင်မိကြိုတွေဖြတ်တော့ခိုးယူခံထားရတာကိုပြီးခဲ့တဲ့ဧပြီ21ရက်နေ့မိုးလယ်ပိုင်းအချိန်ကမှသိခဲ့ရကြောင်းတုတ်တန်ကော်မတီဝင်တဦးကပြောပါရယ်၎င်းကဆက်လက်ပြီးအခုခိုးခံထိတာကတတိယအကြိမ်မြောက်ပါဒုတိယအကြိမ်မြောက်အခိုးခံရတော့ကလျှက်စင်မိကြိုတွေအပြင်ကြီးစီကိုပါခိုးယူသွားကြတာပါအဲ့ဒါတွေပြီးတော့လျှက်စင်မိကြိုတွေကိုငွေကျပ်6သိန်းမိုးပြန်ထည့်ထားတာပါလို့ပြောပါရယ် အခုတတိယအကြိမ်နှင်းစင်မီဂျိုတွေခုံယူခံရတဲ့ဖြစ်စဉ်မှာမီးတကြိုဆက်တကားတွပြားကိုဖောက်ပြီးဆက်အတွင်းဝင်ရောက်ပြီးတဲ့နောက်စားပြည့်ကျိုးကွေကိုဖျက်ခိုးသွားတာဖြစ်ကြောင်း၎င်းပြင်အဆောင်အုံအပြင်ဘက်မှာရှိတဲ့8044စားပြည့်ကျိုးပေးနေရာခန့်ကိုလည်းခုံယူသွားကြောင်း၎င်းကဆိုပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာရဲတပ်ဖွဲ့မြို့နယ်စီမံတရားရေးအဖွဲ့ရမ်းမီရဖရီနဲ့တုတ်တန်ကော်မတီဝင်တွေစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကြောင်းနဲ့ဒီအခြေအနေတွေကြောင့်လက်တလောနိုင်ရေးကိစ္စတွေ ပေါင်မြို့ကဒုံစည်းရက်ကွက်မှာရှိတဲ့ကဒုံစည်းတုတ်တန်ကိုပြောင်းရွှေ့ဆောင်ရွက်ဖို့စီစဉ်ပေးထားတယ်လို့သိရပါဗျာ။အလားတူပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းကလည်းမွန်ပြည်နယ်မြို့တော်မြို့မှာရှိတဲ့မီးသကြိုဆက်နဲ့တုတ်တန်မှာတွေ့တန်းထားတဲ့လျှက်စင်မီးကြိုးတွေနှစ်ကြိမ်ထပ်မနေဖြတ်တောက်ခိုးယူခံခဲ့ရမှုကြောင့်မြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါဗျာ။ ထားပြင်2024ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေမှာတပ်ဆင်ထားတဲ့ Transformer ဘုံတွေမှာချိတ်ဆက်ထားတဲ့ main ကျိုးတွေလည်းခိုးယူခံခဲ့ရမှုတွေလို့ဒေသခံတွေထံကသိရပါဗျာ။